ားလုံးပဲမင်္ဂလာပါရှင် Interest Knowledge Facebook Page နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါရယ်ဒီဗီဒီယိုလေးမှာတော့လူတိုင်းမဖြစ်မနေသွားလဲပတ်သက်တဲ့ကဘာပေါ်ကအလှအပဆုံးပင်လယ်စိတ်ကမ်း၅ခုအကြောင်းကိုဖော်ပြပေးသွားမှာပဲဖြစ်ပါရယ်အခုလို့ဘ ਹੁ တုဒရရွယ်ဗီဒီယိုလေးကိုအမြဲတက်ဆက်ပေးသွားမှာမို့လို့ကျမရဲ့ Interest Knowledge YouTube Channel လေးကို Subscribe လုပ်သွားခဲ့ပေးကြပါအောင်နော် လန်စိုက်ကန်းဆိုတာရေချောင်းခရီးသွားသူတွေအတွက်ပထမဆုံးမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပြီးအဲ့ဒီမျိုးပြရဲ့အလှပရင်ကျင်းမှုနဲ့တမိုင်းချောင်းတို့ကိုဖော်ညွှန်းနေပါတယ်။ကဘာကြီးရဲ့အပြာရောင်ရေပြင်တွေမြင်မာတဲ့တောင်တန်းတွေနဲ့ရှီဟောင်းမျိုးပြအလှတရားတွေပေါင်းဆက်ထားတဲ့ရင်သက်ရှူမောပွဲရာစိုက်ကန်းလေးတွေတဲကိုတင်ဆက်ပေးသွားမှာမို့လို့ဗီဒီယိုလေးကိုဆက်ကြည့်လိုက်ရအောင်ပါရှင်။နံပါတ်5ခိုတော်မွန်တီနီဂရို ဥရောပတောင်မှာ Adriatic ပင်လယ်ကမ်းခြေတစ်လျှောက်မှာရှိတဲ့ Kotor ပင်လယ်အော်ဟာရေလက်ကြားနဲ့တူတဲ့သဘာဝအလှတရားတွေနဲ့ပြည့်နေနေပါတယ်။ဥရောပရဲ့တောင်ဘက်အစွန်ဆုံးရှိ Fjord လို့လည်းတင်စားခေါ်ဝေါ်ကြတဲ့ဒီပင်လယ်အော်ဟာသဘာဝရဲ့ပကြီးကားတစ်ချက်ပမာလှပနေတာမို့လို့လက်ပတ်သူတွေအတွက်တော့အထူးထိုက်တန်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ရေပြင်းထဲကနေထိုးထွက်နေတဲ့အစိမ်းအောင်တောင်တန်းတွေဟာအထူးကြဆုံးမြင်ကွင်းဖြစ်ပြီးရေနဲ့ဆိုက်ကန်းကြီးတို့ရဲ့လုံခြုံမှုနဲ့ခမ်းနားထယ်ဝမှုကိုတပြိုင်တည်းပေးစွမ်းနေပါတယ်။ ခိုထောမြို့ဟောင်းရဲ့အမွေအနှစ်မြို့ရိုးတွေရာစုနှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်တဲ့ကျော်ရတိုင်းတွေကပင်လယ်အော်ရဲ့နောက်ခံတဲ့ပေါက်ဆက်ပြီးပြီးပြည့်စုံတဲ့မြင်ကွင်းကိုဖန်တီးပေးနေတာကကမ္ဘာလက်ခရီးသွားတွေကိုအချိန်ခရီးသွားသလိုခံစားရစေမယ့်နေရာတစ်ခုပဲဖြစ်ပါတယ်။ခိုတောဟာပင်လယ်စိုက်ကန်းတစ်ခုသာမကကြီးမားတဲ့သဘာဝလက်ရာတစ်ခုလည်းဖြစ်လို့ကမ္ဘာအလှဆုံးနေရာတွေထဲမှာပါဝင်နေခြင်းဖြစ်ပါတယ်။နံပါတ်၄ Velator Motor ယူနက်စကိုကမ္ဘာအမွေအနှစ်နေရာလည်းဖြစ်တဲ့မော်တာနိုင်ငံရဲ့မြို့တော်ဗယ်လတာဟာခန်းနားထဲဝါတဲ့သမိုင်းဝင်စိတ်ကမ်းအလှနဲ့နာမည်ကြီးပါတယ်။ပင်လယ်ရေပြင်ပြပြနောက်ခံမှာတိဆောက်ထားတဲ့ဗယ်လတာမြို့ရဲ့ကာကွယ်ရေးတပ်ထင်းကြီးတွေဟာဧည့်သည်တွေကိုပထမဆုံးအကြိမ်စရောက်ချိန်မှာကိုပဲအထင်ကြီးစရာကောင်းလောက်အောင်ကြိုးစုံနေပါတယ်။ ဒီစိတ်ကမ်းရဲ့အလှတရားဟာဘိသူကလက်ရနဲ့တမိုင်းကြောင်းကနေအဓိကလာတာဖြစ်ပြီးရွှေဝါရောင်ကြောက်တုံးအဆောက်အုံတွေရဲ့အလှစိတ်ဝင်စားစရာ Valagon design တွေနဲ့တမိုင်းဝင်အဆောက်အုံတွေဟာ Mediterranean ပင်လယ်ရဲ့ကြက်တရေကိုပုံမပြည့်စုံစေပါတယ်။နေဝင်ချိန်မှာဆိုရင်ရွှေရောင်ကြောက်တုံးမြို့ရိုးတွေဟာ နေရောင်ခြည်နဲ့ပေါင်းဆက်ပြီးပုံမထူးခြားတဲ့အလှတရားကိုပေးစွမ်းနိုင်ပါတယ်။တမိုင်းရင်ကျေးမှုနဲ့သဘာဝစိတ်ကမ်းအလှတို့စုံလင်စွာပေါင်းစပ်ထားတဲ့မြို့ပြလက်ရာတစ်ခုပါပဲ။နံပါတ်3 Cape Town South Africa အာဖရိကရဲ့တောင်ဘက်စွန်းမှာတရှိပြီးတဘာဝရဲ့အန်အောစရာအကောင်းဆုံးမြင်ကွင်းတွေနဲ့ပြည့်နှက်နေတဲ့ခိတ်တောင်ဟာကမ္ဘာ့အလှဆုံးစိတ်ကမ်းများထဲမှာမပါမဖြစ်ပါပဲ။ခိတ်တောင်ရဲ့စိတ်ကမ်းအလှကိုဖန်တီးပေးနေတာကတော့ကမ္ဘာကျော်တေဘန်မောင်တိန်ကြီးပါ။ရေပြင်ကနေတည့်တည့်မတ်မတ်ထိုးထွက်နေတဲ့ဒီတောင်ကြီးရဲ့အမခန်းပုံရိပ်ဟာစရောက်လာသူတိုင်းကိုအံ့အားသင့်စေပါတယ်။ခင့်မီတဲ့စိတ်ခံတရာ VNA Waterfall မှာတော့စားတောက်ဆိုင်တွေ၊ဈေးဝယ်စင်တာတွေနဲ့အပန်းဖြေစရာနေရာတွေနဲ့ပြည့်နှက်နေပါတယ်။ ။တမိုင်းဝင်အဆောက်အုံတွေနဲ့ခေတ်သစ်အဆောက်အုံတွေပေါင်းစပ်ထားတဲ့မြို့ပြဖွဲ့စည်းပုံဟာအလွန်ထူးခြားနေပြီးတော့ပင်လယ်စိတ်ကမ်းအလှတာမကတောရိုင်းတိရစ္ဆာန်တွေနဲ့တဲတောင်မြေတွေပါပေါင်းစပ်နေတဲ့ကိတ်တောင်ဟာခရီးသွားတွေကိုစွန့်စားကမ်းအငွေ့အသက်ကိုပေးဆွမ်းပါတယ်။တေဘယ်မောင်တန်ရဲ့ထီဆောင်မမှုအောက်ကဒီစိတ်ကမ်းဟာစိတ်ကူးရင်ဆန်တဲ့စုံမတစ်ခုပဲဖြစ်ပါတယ်။နံပါတ်1 Rio de Janeiro Brazil ကမ္ဘာအကြီးဆုံးသဘာဝစိုက်ကန်းတွေကတစ်ခုဖြစ်တဲ့ဂွာနာဘာရာပင်လယ်အော်ဟာကမ္ဘာအလှဆုံးစိုက်ကန်းအဖြစ်မကြာခဏအသိမှတ်ပြုခြင်းခံရပါဗျ။လူတွေဖန်တီးပြုလုပ်ထားတာမဟုတ်ဘဲသဘာဝတရားကြီးကဖန်တီးပေးထားတဲ့ထူးခြားတဲ့မြေမျက်နှာသွေးမြင်တွေကြောင့်ပဲရီယိုရဲ့စိုက်ကန်းအလှဟာပုံမပေါ်လင်းစရာပဲဖြစ်ပါဗျ။ဂွာနာဘာရာပင်လယ်အော်ဟာတခြားလုံးပုံစံ Sugar Loaf Mountain နဲ့ကမ္ဘာကျော် Crystal Redeemer ရုပ်ထုကြီးတို့ရဲ့ပြောင်းမှုအောက်မှာအမကန်းမြင်ကွင်းကိုဖြစ်ပေါ်စေပါဗျ။ ရီယိုစိုက်ကန်းဟာစိန်လန်းဆိုပြတဲ့တောတောင်တွေနဲ့မြို့ပြရဲ့အသက်ဝင်လှုပ်ရှားမှုတွေကြားမှာချိန်ဝင်ရှာညီမျနေပါတယ်။လှပတဲ့ကမ်းခြေတွေနဲ့ကမ်းခြေတလျှောက်ရှိအဆောက်အုံတွေရဲ့အလှဟာစိုက်ကန်းကိုအသက်ဝင်စေပါတယ်။တဘာဝရဲ့အမှုပညာလက်ရာတွေကိုမြို့ပြရဲ့ခမ်းနားမှုနဲ့ပေါင်းစပ်ထားတဲ့ရီယိုရဲ့စိုက်ကန်းဟာစိတ်လှုပ်ရှားစရာအကောင်းဆုံးဆောက်ရောက်မှုတစ်ခုကိုအမြဲပေးဆွမ်းနေမှာပါ။ဒါဟာရိုးရိုးစိတ်ကမ်းမဟုတ်ပဲကမ္ဘာအထင်ကရရင်သက်ရှုမောပွဲနေရာတစ်ခုပဲဖြစ်ပါတယ်။နံပါတ်1စီဒနီအော်စတြေးလျာ အခုဖော်ပြပေးမယ့်စိတ်ကန်းကတော့ကဘာပေါ်ကအလှဆုံးပင်လယ်စိတ်ကန်းဖြစ်ကဘာလှည့်ခရီးသွားများရဲ့စစ်တမ်းအများစုမှာအများအားထိတ်ဆုံးကပါဝင်နေတဲ့စစ်တနီစိတ်ကန်းပဲဖြစ်ပါတယ်။စစ်တနီစိတ်ကန်းရဲ့အလှတရားဟာသဘာဝအလျောက်နတ်ရှိုင်းမီလုံခြုံတဲ့ပင်လယ်အော်ပြီးတော့လူတို့ဖန်တီးထားတဲ့ကဘာအထင်ကြီးအဆောက်အုံနှစ်ခုရဲ့ပြီးပြည့်စုံတဲ့ပေါင်းစပ်မှုကြောင့်ဖြစ်ပြီးဒီမြင်ကွင်းဟာစစ်တနီမြို့ရဲ့တင်ငေတတစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာဝရဲ့လက်ရာများမှုပတ်ဝန်းကျင်ကစိမ့်လန်းဆူပြေတဲ့ပန်းခြံတွေကျန်းခြေတွေကမ္ဘာအဆင့်မီဘီတုကလက်ရာတွေပေါက်ဆက်နေတဲ့ဒီနေရာဟာပြည့်ပြည့်စုံတဲ့စိတ်ကမ်းမြို့တော်အဖြစ်ရပ်တည်နေပါတယ်။နေကင်းဘတ်တွင်အပြာရောင်ရေပြင်ညဘတ်တွင်မီးရောင်စုံနဲ့လင်းလက်နေတဲ့ကောင်းကင်ယံအောက်ကစတနီစိတ်ကမ်းဟာစိတ်ကူးရင်အိမ်မက်တွေရဲ့ပုံရိပ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်စတနီစိတ်ကမ်းဟာအမှုပညာသဘာဝနဲ့ခေတ်သစ်မျိုးပြတို့စုံလင်စွာပေါက်ဆက်နေတဲ့ကမ္ဘာအလှဆုံးပင်လယ်စိတ်ကမ်းကြီးဆိုတာတန်တရားဖြစ်ဖွယ်ရာမရှိပါဘူး။ ခိုထွန်ရဲ့တောင်တန်းတွေ၊ဗယ်လတာရဲ့သမိုင်းဝင်ခန့်တပ်တွေ၊ရီယိုစိုက်ကန်ရဲ့အလှတရားတွေနဲ့ဆစ်ဒနီရဲ့ bridge နဲ့ opera house ရဲ့ iconic မြင်ကွင်းတွေဟာဘယ်တော့မှမေ့ပြောင်းနိုင်မှာမဟုတ်ပါဘူး။ကျမတို့ဒီနေ့ဖော်ပြပေးခဲ့တာကတော့ကမ္ဘာအလှဆုံးစိုက်ကန်းမြို့၅ခုပဲဖြစ်ပါတယ်။တင်းစိတ်ကြိုင်အလှဆုံးစိုက်ကန်းကဘယ်ဟာဖြစ်မလဲ? comment မှာရေးပေးခဲ့ကြပါဦး။နောက်ထပ်စိတ်လှုပ်ရှားစရာခရီးသွားဗီဒီယိုတွေအတွက် channel လေးကို subscribe လုပ်ဖို့မမေ့ကြပါနဲ့နော်။ ဗီဒီယိုလေးကိုအဆုံးနဲ့ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တို့အူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။